အတန်းသူအတန်းသားများအားလုံးလေးစားချစ်ခင်ရပါတော့ Teacher MM3 နှင့်တကွာမြိတ် Education Free Online School Grade 12တွင်ပညာသင်ယူနေကြတော့အတန်းဖို့အတန်းသားညီကိုမောင်နှမများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ MF4 Grade 12မှာပညာသင်ယူနေတဲ့အားလုံးတိရ204ပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်တို့အဖွဲ့တင်ပြပေးမယ့်အကြောင်းအရာလေးကတော့ဗန်းစကားများဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ခင်ဗျာအကြောင်းအရာလေးကိုမစတင်မီကျွန်တော်တို့အဖွဲ့မှာပါဝင်တော့ group member တွေကတော့107 224206209220နဲ့218ပဲဖြစ်ပါတယ်ခင်ဗျာနှလုံးသားထဲကလာတဲ့အမှုပညာစိတ်ကူးစိတ်တန်းကောင်းတွေနဲ့ပုံဖော်တင်ဆက်ထားတာကြောင့်ကျွန်တော်တို့အဖွဲ့ရဲ့တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုပေးကြဖို့ညွှန်လင်းမိပါတယ်ခင်ဗျာ Memories ကိုအားပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ် comment like and share ပေးရင်လည်းဝိရဲ့ပေးကိုတောင်းဆိုပေးရစေရှင်တော်သားလေးပိုက်သူတတယောက် တက္ကသိုလ်တက်ဖို့ရန်ကုန်ရောက်လာခဲ့တာခြားလာတော့ရှိနေပြီသူအတွက်ရန်ကုန်မှာနေရတာတမချာဆုံးကတော့ဘန်းစကားတွေပဲသူတို့တငယ်ချင်းတွေကစကားပြောရင်ကျန်းတယ်မိုက်တယ်ရွှေတယ်အလူပေးတယ်တော်ကီပွားတယ်ဒီစကလုံးတွေပဲသုံးနေကြတာဆိုတော့တောသားလေးပဲသူတာကတော့ဘုံကျဲလို့ကျမ်းမမသိမိုက်တယ်ဆိုရရောဘာလဲပဲဟာရောရွှေရလဲနားမနေခဲ့ပါဘူးကွယ်တည့်ရမှာတော့တငယ်ချင်းတွေနဲ့ကော်ပီဆိုင်မှာထိုင်နေကြတော့ ဒီနေ့စာတွေလောက်ရတာရှူးနေပြီကွာဘာလို့ရှူးတာလဲဟာတူတရဲ့နေဒါလေးတော့မသိဘူးလားဟင်းမသိဘူးငါတို့လူငယ်တွေချားမှာတုံးများပြီးခက်ဆာနေတဲ့ဘတ်စကားလေးဟာအာတာရမင်းဒါလေးတော့မသိဘူးဆိုလို့ရှိရင်တော့ပဲပြန်နေလိုက်တော့ဟာရမင်းအဲ့လိုမပြောနဲ့လေကွာ တငယ်ချင်းအလုံးကသူ့ကိုလာပြောင်ရဲမောကြတာပေါ့အဲ့နေရစားပြီးပိုက်တူတတရားကိုတသားရဲမကြဘူးလို့ခံစားလိုက်ရတယ်သူတို့ပြောတဲ့စကားလုံးတွေကသူ့အတွက်တတိုင်းချစ်တခုလိုကာစင်းနေလို့ပဲအဲ့နောက်သူလည်းဘက်စကားတွေကိုစက်တည်ပြီးတော့လေ့လာတယ်တငယ်ချင်းတွေပြောရည်လဲနားထောင်တယ် online ပေါ်မှာလည်းရှာကြည့်တာပေါ့ဘန်းစကားအကြောင်းကို internet ပေါ်မှာရှာကြည့်မှရတော့မယ်ဒါမှငါလည်းတငယ်ချင်းတွေကြမှာတောင်းပြောင်းတော့မခံရအောင်ပေါ့ဘန်းစကားဆိုတာတော့ ပုံမှန်သုံးနေကြစကားတွေနဲ့မတူပဲလူတစုအဖွဲ့စည်းတစ်ခုဒါမှမဟုတ်ခေတ်တစ်ခုမှာအသုံးများနေကြတဲ့အခေါ်အဝေါ်တွေစကားလုံးတွေပဲဖြစ်ပါတယ်ဒီစကားလုံးတွေထဲကတချို့စကားလုံးတွေကတကယ်တိတ်ပဲနဲ့လောကကွဲပြားသွားတာမျိုးရှိနိုင်တယ်လို့ပုံမှန်စကားလုံးတွေရဲ့ same 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 but different but still same တိတ်ပဲကိုနည်းနည်းလေးပြောင်းလဲသွားတာမျိုးလည်းရှိပါတယ် ဘန်းစကားတွေကို အများအားဖြင့်တငယ်ချင်းချစ်ချင်းဒါမှမဟုတ်ရင်းနှီးရသူတွေနဲ့စကားပြောတဲ့အခါမှာပို့ပြီးတော့ပေါ့ပေါ့ပါပါနဲ့ရဲစရာကောင်းအောင်တုံးကြပါတယ်။ခစ်တုံးဘန်းစကားချို့ဒီမှာတော့လက်ရှိခေတ်လူငယ်တွေကြားမှာခစ်စားနေတဲ့ဘန်းစကားချို့ပြပြပေးသားမှာပဲဖြစ်ပါတယ်ရှင်။အရန်ကောင်းတာလာတာမှိုက်တာ စတဲ့အိဋ္ဌပေတွေနဲ့တုံးနိုင်ပါတယ်။ဥပမာမင်းရဲ့အဝတ်စားတွေကတော်တော်လန်းနေနော်။ မိုက်တယ်ကောင်းတယ်သဘောကျတယ်တကယ်အောင်းဖို့ကောင်းတယ်လို့ပြောချင်တဲ့အခါမှာသုံးပါတယ်ဥပမာဒီကားလေးကတော့ရမ်းမိုက်တယ်ကြီးရတာတန်တယ်စကားတွေကတော့အချိန်နဲ့အမျှပြောင်းလဲနေတတ်တာမို့ဒီထက်မကအများကြီးရှိပါသေးရဲ့ရှင်တော်တဲ့နေရာနဲ့အခြေခါနေရာတွေပေါ်မှာမူတည်ပြီးတော့အတိတ်ပဲတွေကလည်းကွဲပြားသွားနိုင်ပါတယ် အခုကျမတက်ဆက်ပြပြပေးသွားတဲ့အသုံးနှုန်းလေးတွေကလူကြီးမင်းတို့အတွက်အထောက်ကူဖြစ်မယ်လို့မျှော်လင့်ပါတယ်ရှင်1 week later ဟာဒီနေ့အတန်းတက်မယ်နေပဲတော့ကြနေပြီဟာအမြင်သွားမှရတော့မယ်ဟေးတူတာတငယ်ချင်း လာလာငါတို့ဒီမှာအေးလာပါပြီလိုက်တက်လိုက်တော့တူတာရေဘာတွေလုပ်နေတာလဲ ။ငါညစကားကြည့်ပြီးအဲ့ချင်းလုံးနာနဲ့မနဲ့အစိုးရမထားနိုင်လို့နောက်ကျသွားတာ။နေကြည့်တယ်ကောကဘာတွေများကောင်းနေလို့လဲကွာ။ငါညကြည့်တဲ့ရုပ်ရှင်စကားလीမိုက်တယ်ကွာကြည့်ရတာတန်တယ်။အိုးဒူတာအဲ့ခုတလို quality meter တော်တော်တဲလာပါလား။ဟေး boy ။ငါလည်းခေလငယ်ပဲလीဟာ။ဒါတွေသိထားမှရတော့မှာပေါ့မဟုတ်ဘူးလားနေ့။ဟုတ်ပါရဲ့ရှင်ဟုတ်ပါပြီ။ဒါနဲ့လေမြင်းမြတ်။ငါစောင်းဆိုင်သွားမလို့နေလိုက်မှာ ေးလိုက်မလဲ2000 years later မေးမြငါနင့်ကိုမေးစရာရှိတယ်ဘာမေးမှလဲမေးလဲတူတာငါတို့ပြောနေတဲ့ဘန်စကားတွေကတကယ်ခံစားချက်ကိုဖော်ပြဖို့လုံလောက်ရဲ့လားဟင်ဘန်စကားတွေကတရားတွေလိုပဲတူတာရဲ့ငါတို့နီးစားဖို့အတွက်ပေါ်ပေါ်ပပတီစောက်တာတရားတွေပေါ့ဒါပေမဲ့တဖဲကားကိုရောက်ဖို့ဆိုရင်အဲ့ဒီတရားတွေကိုဖျားပြီးအမတရားကိုရှောက်လာရမယ် နင်ဘာလို့ဒီလောက်တောင်တည်နာလည်နေရတာလဲမိမြတ်လာတို့ကြည်တွဲမြာမစားတဲ့တို့ကပေါ့ဒီချက်အမအတတိကလေးစာတွေကိုကွဲ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 မြင်ပါထဲပါအောင်တဲ့ပေးတဲ့ဆိုတော့တည်နာလည်တာပေါ့အေးနင်ကူဒီမှတ်မိတုံးလားအဲပေါ့ငါတို့တီချက်အပြူကြီးကလေးစာပေပြလက်ကတလို့လေတွေဘွားတွေမတော့ချတာအောင်လဲပေပြပေးတော့နားလဲပြီးတော့ပေါင်းနေတာပေါ့ဟဲ့။အော်။သူတော့ဘာကြုံငါတို့အသားနာကြတော့မှ ဟုတ်သားပဲလာမြင်မြင်သွားကြမယ်ကျမတို့ရဲ့တင်ဆက်မှုလေးဒီမှာနေရနာခွင့်ပြုပါရှင်ကျမတို့ရဲ့တင်ဆက်မှုလေးမှာအချင်းအမများနဲ့အမားတဆုံတရားရှိပါလေကျမတို့ရဲ့လူအချက်သာဖြစ်တော့ကြောင့်ခွင့်လုပ်ပေးမှုမိသားစုခံပါရရှင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့သူတယောက်ချင်းစီတိုင်းအထူးပင်ကျေးဇူးတင်ပါရရှင်မင်္ဂလာရှိပါစေလို့ဖြစ်ပါရရှင်